ငလေးလောက်တာကသူတော်သားကြောင့်မှဆိုပြီး ပို့စတင်မိတဲ့ပုံမှာမှားသွားချောင်းတောင်းမှန်လာတဲ့မိစံမင်္ဂလာပါရှင်ပါမင်းစနောင်းမှာပြန်လေးချူဆွန်လိုက်ပါတယ်မြန်မာနိုင်ငံမှာငလေးလုံးမိတာကသူ့ကြောင့်မှဆိုပြီးအာချောင်မိတဲ့ပုံမှာအားလုံးကဝိုင်းဝန်းတာခံရတာကြောင့်ညနေငယ်လေးနဲ့တောင်းပန်လာသူကအဆိုတော်အေမီဆန်မှာ အားလုံးထိထားပြီးဖြစ်တဲ့အတိုင်းမက်လ20ရက်နေ့နေ့လယ်7:52မိနစ်အချိန်မှာမြန်မာနိုင်ငံတမိုင်းတရှောင်းပျက်စီးဆုံးရှုံးမှုအများဆုံးလို့ဆိုနိုင်ပေဖြားပြင်းမြင်ကလေးကြီးလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အဆိုပါမြင်ကလေးကြောင့်မြန်မာနိုင်ငံလေပိုင်းကမြို့ကြီးတွေမှာအဆောင်တွေနေအိမ်တွေရှေးဟောင်းဆောင်တွေပျက်စီးပြိုကျကာလူပေါင်းတန်းတဲ့ကြီးကငလင်းကြီးရဲ့ဆိုးထိုးကရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ဒါပြင် ငလင်ချောင်းကွယ်လွန်ဆုံးပန်းသွားရတာကလည်းတန်ဃာတော်တွေကစာမူโจကလေးရွယ်ဆုံးလူပေါင်း၄000ဝန်းကျင်ခန့်အသက်ဆုံးပါသွားခဲ့ရတယ်လို့9000ကျော်လောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ဒီလိုလူပေါင်းများစွာမိသားစုဘဝပေါင်းများစွာရင်အသက်အိုးအိမ်စီးဆိုင်တွေကိုပျက်စီးဆုံးရှုံးစေခဲ့တဲ့ငလင်ဘေးရန်ရဲ့ကိုပေါ့ပေါ့လေးနဲ့သူတော်သားကြောင့်ဖြစ်တာပါဆိုပြီးအားချောင်းခဲ့တာကတော့အေမီဆန်ဖြစ်ပါတယ်။ အထူးသဖြင့်ငလင်းလှုပ်ပြီးပြီးချိန်မှာအီမီဆာဟာသူ့ရဲ့ Facebook စာမျက်နှာကောင်းကနေဒေါသထွက်လိုက်တိုင်းငလင်းလှုပ်နေတယ်။နောက်ဆိုဒေါသမထွက်ရတော့ဘူးဆိုပြီးပြောလာတာဖြစ်ပါတယ်။ဒါပြင်အီမီဆာကသူကဒေါသထွက်လိုက်တိုင်းမြေအောင်နှကားမင်းတော်မနေနိုင်လို့ငလင်းလှုပ်ရတာဖြစ်ကြောင်းပြောလာတာပါ။အီမီဆန်ရဲ့စကားသွားလာရကတော့သူဟာတကူးကြီးတာကြောင့်မြင်းကလေးလုံရတယ်ဆိုပြီးပြောကြတာပါ ဒါပေမဲ့လည်းအေမီဆန်ရဲ့စကားကတနိုင်ငံလုံးကတေချေပျက်စီးသွားရတဲ့သူတွေပေါ်မှာလေးစားမှု ကိုချင်းစာစိမ်မရှိသလိုပါပဲ။ဒါကြောင့်လည်းပရိသတ်တွေကတော့တနိုင်ငံလုံးကပျက်စီးဆုံးရှုံးမှုတွေအတွက်အယောတောင်းတင်နေဆိုပြီးပြောကြတာပါ။ အထူးသဖြင့်အီမီဆန်ဟာအရင်ကလိုငကားပူပြီးတိုက်ကလာတယ်လို့လို့တန်ရှင်းရှာတာကပြဿနာမရှိပေမယ့်အခုလိုတနိုင်ငံလုံးပျက်စီးဆုံးရှုံးထိခိုက်နေတာမှုတွေနဲ့များပြားနေရတဲ့အချိန်မှာတန်ရှင်းရှာတာကြောင့်လည်းလူတွေကအီမီဆန်ကိုခွင့်မလွတ်နိုင်အောင်စိတ်ဆိုးဒေါသထွက်နေကြရတာပါအခုခါမှာတော့အေမီဆန်ကလူအပေါင်းဘေးဒုက္ခရောက်နေကြရတဲ့ငလင်းဖေးကိုပေါ့ပြက်ပြက်ပြောမိတဲ့အပေါ်မှာဝင်ချတောင်းပန်လာခဲ့ပါတယ်။ အီမီဆန်ကငလင်းလုံပြီးစချိန်မှာရန်ကုန်တခွင်မှာပဲဖြစ်တယ်လို့ထင်ပြီးတင်ခဲ့မိတယ်လို့ပြောပါတယ်။တကယ်လို့ဒီလောက်လူများကြီးသေဆေးပျက်စီးဆုံးရှုံးသွားမယ်မှန်းသိရင်အဲ့ဒီလို့သူမဒေါသထွက်တိုင်းငလင်းလုံတယ်ဆိုပြီးတင်မိမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဆက်လက်ပြီးအီမီဆန်ကဒီဖြစ်ဖြစ်ကနေသင်ခန်းစာရတာကဘလို့ချင်းဒီမှာမဆုံးဖြစ်ဖြစ်တစ်ခုကိုရှင်းရှင်းလင်းလင်းတည်ပြီးမှ ပို့စတင်မှုသင်ခန်းစာရမိတယ်လို့ပြောလာတာပါ။ သူကြောင့်မြန်မာနိုင်ငံတစ်ခုလုံးကလူတွေထိခိုက်နေတာဆရာရင်းဖြစ်သွားခဲ့ရင်တောင်းမှန်ပါတယ်လို့အေမီဆန်ကပြောလာတာပါ။ဒါပြင်အေမီဆန်က"သူမဟာအများကဆွဆွဲနေကြတဲ့လူမဟုတ်ကြောင်း၊သူမကိုပြေမာတွေ့ရင်သိပါနိုင်မယ်"လို့လည်းအေမီဆန်ကပြောလာခဲ့တာဖြစ်ပါတယ်။အခုဆုံးအီမီဆန်က"သူမဟာငလင်ပေးပြည်သူတွေအတွက်တိန်း30လောက်လူဒန်းထားတယ်လို့ဆိုပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောငလင်ပေးကြောင်လူမုံများသွားတဲ့အီမီဆန်ပေါ်မှာမိမိတို့အမြင်ရှိရင်ပြောသွားပေးခဲ့ကြပါဦးနော်။